တင်တို့အနေနဲ့ယုံကြည်နိုင်မလားတော့မသိပေမဲ့မြောက်ကိုရီးယားမှာတော့စန်တာဆီယာလိုရိုးရှင်းတဲ့အလုပ်ကလည်းအခက်မတင်သေးတံပေးခံရနိုင်ပါ रे ဗိုလ်ထူးဆန်းနာကတော့တမ်ဘရာကင်ဂျုံအန်ဟာသူ့နိုင်ငံသားတွေကိုကြောက်တုံးတွေပြောင်းလဲနေအောင်အယောင်တင်တိုက်ချွတ်ခိုင်းတယ်လို့ခေမီတာစုစားတောင်းမဲ့ထမင်းကိုချက်ပြုတ်ရမှာလေရိုးရိုးတရံချက်ပြုတ်လို့မရပဲဒစီချင်းစီရေတွက်ပြီးတော့မှသာချက်ပြုတ်လို့ရတာဖြစ်ပါ रे ဒါကြောင့်ဒီကနေ့မှာတော့တင်တို့ကိုမြောက်ကိုရီးယားနိုင်ငံကမယုံနိုင်စရာထထူးဆန်းအလုပ်ကန်တချို့ရဲ့အကြောင်းကိုကျွန်တော်စူးစီးတင်ဆက်ပေးသွားမှာပါ ဒီတော့အစီအစဉ်လေးမစခင်မှာအရင်ဆုံးအနေနဲ့ကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်ကြသေးဘူးဆိုရင်လည်း subscribe လုပ်သွားဖို့တောင်းဆိုပါရစေ။ကဲအစီအစဉ်ဖြစ်ပြီဆိုရင်တော့စလိုက်ရအောင်ပါ။စံစည်းစစ်စစ်သူ ဂျေရှုနေတဲ့တင်တို့လဲစာသားကုန်စစ်ဆေးမှုတွေအကြောင်းကြားဘူးကြပါပါဒါပေမဲ့ထူးထူးခြားခြားပဲမြောက်ကိုရီးယားလိုနိုင်ငံမှာတော့စစ်ဆေးအဖွဲတစ်ခုရှိပြီးအဲ့ဒီအဖွဲကတော့စံစေးတွေကိုစစ်ဆေးရတာဖြစ်ပါတယ်ကြားရတာတော့မယုံနိုင်စရာဖြစ်ပေမဲ့မြောက်ကိုရီးယားမှာတော့စံစေးတွေကိုရေတွက်ပြီးစစ်ဆေးရတဲ့အလုပ်ကအမှန်တကယ်ရှိတာဖြစ်ပါတယ်တကယ်တော့ဒီအလုပ်ကိုင်ဟာကင်ဂျုံအန်ရဲ့ဖခင်ဖြစ်သူကင်ဂျုံအီကနေစတင်ဖန်တီးခဲ့တာဖြစ်ပါတယ်သူတက်ရှိထင်ရှားရှိစဉ်အခါတုန်းကကင်ဂျုံအီဟာထမင်းစားရတာကိုအရန်နှစ်သက်တယ်လို့ သူစားမဲ့ထမင်းကိုလည်းချုံရင်ချက်မရှိတရားရဂိုင်းတော့ပြီးပြည့်စုံစေချင်တာဖြစ်ပါတယ်။ဒါရိမကသေးပဲစံစည်းတစည်းချင်းစီကအစကောင်းမွန်စေချင်သူဖြစ်ပြီးဒီအတွက်ကြောင့်ပဲကင်ဂျုံဟီဟာစံစည်းစစ်ဆေးသူတွေကိုခန့်အပ်ခဲ့တာပါ။စံစည်းစစ်ဆေးသူတွေရဲ့အလုပ်ကတော့နမိတ်အတိုင်းပဲကင်ဂျုံဟီအတွက်ချက်ပြုတ်မဲ့စံကိုစစ်ဆေးပေးရတာဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့စံစည်းတွေကိုရေးထွက်ပြီးမှနှံ့ဆက်သေးကြအောင်စစ်ဆေးပေးရတာပါအပြည့်အနာစာရှိတဲ့စံစည်းမျိုးတစ်စည်းတစ်လေတောင်ပါဝင်သွားလို့မရတယ်လို့စစ်ဆေးသူတွေကလည်းစံတွေကိုတန့်စင်ပြီးတော့မှတစ်စည်းချင်းလိုက်လိုက်လံစစ်ဆေးရတာဖြစ်ပါရင်တကယ်လို့များကင်ဂျုံကြီးစားမဲ့ပကံထဲမှာအပြည့်အနာစာရှိတဲ့ထမင်းစည်းတစ်စည်းလောက်ပါသွားမယ်ဆိုရင်တော့အဲ့ဒီစံစည်းစစ်ဆေးသူတွေဟာအဆိုးဝါးဆုံးသောပြည်တံတွေကိုရင်ဆိုင်ရမှာပါတကယ်ကိုဆိုးဝါးလုံးတဲ့အလောက်ကင်တစ်မျိုးလို့ဆိုရမှာပါ၆၃အယောင်တင်သူ ကဲကျေးဇူးနေတဲ့တင်တော်လဲပရိပကအတုံးဆောင်ပစ္စည်းတွေဖက်နှက်တွေအယောင်တင်တာကိုသာကြားဘူးကြမှာသိကြပါရယ်ဒါပေမဲ့မြောက်ကိုရီးယားမှာတော့ကြောက်တုံးအယောင်တင်တဲ့အလုပ်ကအမှန်တကယ်ရှိပါရယ်ဒီအလုပ်ကိုတော့မြောက်ကိုရီးယားတမ်မရကင်ဂျုံအန်ကဖန်တီးခဲ့တာဖြစ်ပြီး2010ခုနှစ်တုန်းကသတင်းတင်ဆက်သူတချို့ကကမ္ဘာလေခရီးသည်တွေအနေနဲ့မြောက်ကိုရီးယားကိုတွားရောက်လည်ပတ်ကြပါရယ်သူတို့ဟာဗစ်တိုရီးယားစစ်ပြားတိုက်ကိုတွားရောက်လည်ပတ်တဲ့အချိန်မှာတော့ထူဆန်းတဲ့ဒဇိန်တအုပ်ကိုပြားတိုက်အပြင်ဘက်မှာမြင်တွေ့လိုက်ရပြီးအဲ့ဒီအဖွားအုပ်ဟာကြောက်တုံးတွေလိုက်လံကောက်ယူရင်း အိတ်ကတ်ထဲကိုထည့်နေတာမြင်တွေ့ရပါတယ်သူတို့ကလည်းအဲ့ဒီအဖွားကိုမေးမြန်းရင်ဗီဒီယိုအတိုလေးတစ်ပုဒ်ရိုက်ကူးခဲ့ပြီးမယ်သူတို့စကားသွားပြောပြီးခဏလောက်အကြာမှာတော့လုံခြုံရေးတွေရောက်လာရင်ဒီအဖွားကိုနေရာကနေဖယ်ရှားသွားပါတယ်အဲ့ဒီနောက်မှာတော့သူတို့လည်းလျှို့ဝှက်တဲ့အရင်းမြစ်တွေအရာကြောက်တုံးတွေကိုကောက်ယူတဲ့ဒီအမျိုးသမီးဟာအဲ့ဒီကြောက်တုံးတွေကိုအချောတက်အယောင်တင်ပေးရတာဖြစ်ပြီးဒါကပဲအလောက်ကန်တမျိုးလို့ဆိုပါတယ်မြောက်ကိုရီးယားနိုင်ငံမှာကြောက်တုံးတွေစုဆောင်ပြီးအယောင်တင်တာဟာတကယ်အလောက်ကန်အကြီးတစ်ခုပါ ပြည်သူတွေဟာလမ်းဘေးနဲ့အမိုက်ပုံတွေကကြောက်တုံးတွေကိုလိုက်လံကပ်ယူစူးစောင်းနေပြီးအဲ့ဒီကြောက်တုံးတွေကိုအချောတက်အယောင်တရင်အစိုးရကိုပြန်လဲပေးသွင်းရတာဖြစ်ပါတယ်။ဒီအတွက်အစိုးရကပေးတဲ့ငွေအနေငယ်ကိုပြန်လဲရရှိပြီးတင်းတို့လဲဘာကြောင့်များမြောက်ကိုရီးယားအစိုးရကဒီလိုအလौက္ကံတွေခိုင်းတယ်လဲဆိုတာတွေးတောမှုပါပါ။ဒီအတွက်အကြောင်းရင်းကိုတော့တေချာမသိရပေမဲ့ဘာဖြစ်ဖြစ်ဒီအလौက္ကံဟာကမ္ဘာပေါ်မှာအထူးကြဆုံးသောအလौက္ကံတစ်ခုလို့ဆိုရမှာအမှန်ပဲဖြစ်ပါတယ်။စန်တာဆီယာ ကဲမြောက်ကိုရီးယားရဲ့စံသားဆရာတွေအကြောင်းပြောမယ်ဆိုရင်တော့သူတို့အလုပ်ဟာတခြားနိုင်ငံတွေနဲ့မတူပဲတမူထူးခြားပြီးအနေရများလာပါတယ်ဒီလိုဖြစ်ရတဲ့အကြောင်းရင်းကတော့တကယ်လို့များစံသားဆရာကအစိုးရတတ်မှတ်ချက်ကိုကျော်လွန်ပြီးစပင်းညှက်ပေးလိုက်မယ်ဆိုရင်တော့တေတံအထိချမှတ်ခံရပါလိမ့်မယ်ကြီးရှုနေသူတချို့ကလည်းမြောက်ကိုရီးယားပြည်သူတွေဟာသူတို့ရဲ့စပင်းပုံစံကိုသူတို့စိတ်တိုင်းကျပြင်ဆင်ွက်မရှိဘူးဆိုတာတော့ကြားဘူးကောင်းကြားဘူးကြမှာပါသူတို့ဟာအစိုးရကချမှတ်ပေးထားတဲ့စပင်းပုံစံကိုသာရွေးချယ်ကြတာဖြစ်ပြီး စန္ဒာဆရာတွေကလည်း customer စိတ်တိုင်းကြမဟုတ်ပဲအဲ့ဒီသဘင်တွေကတခုခုသာရွေးချယ်ညှက်ပေးခွင့်ရှိပါတယ်။သဘင်ပုံစံတွေထဲမှာတော့အမျိုးသမီးတွေအတွက်သဘင်ပုံစံ18မျိုးအမျိုးသားတွေအတွက်သဘင်ပုံစံ10မျိုးချမှတ်ပေးထားပြီး customer တွေရောစန္ဒာဆရာတွေရောဒီသဘင်ပုံစံတွေကလွယ်လို့တခြားသဘင်ပုံစံရွေးချယ်လို့မရပါဘူး။ဒါရီမကသေးပဲမြောက်ကိုရီးယားမှာအမျိုးသားတိုင်းရဲ့သဘင်ဟာအရှိန်နှစ်လက်မလောက်သာထားခွင့်ရှိပြီးတကယ်လို့များတခြားသဘင်ညက်တာ ဓာတ်မုတ်သပင်းရှိထားတာမျိုးပြုလုပ်ခဲ့မယ်ဆိုရင်တော့အဲ့ဒီသူဟာအပြစ်ပေးခံရမှာဖြစ်ပါတယ်။နောက်ပြီးသူကိုသပင်းညှက်ပေးတဲ့သပင်းစီယာပါအပြစ်ပေးခံရမှာဖြစ်ပြီးတကယ်လို့သပင်းပုံစံအစ်စ်ဖန်ပြီးမိရင်လေအလားတူပြစ်ဒဏ်မျိုးကြခံရမှာပါ။တေချာတာတစ်ခုကတော့ဒီစန်သားစီယာဟာနောက်ထပ်ဘရောမှာသပင်းထက်ညှက်ခွင့်ရမှာမဟုတ်တော့ပါဘူး။ကျွန်တော်ကတော့ကမ္ဘာပေါ်မှာဒီထက်ဆိုးတဲ့နိုင်ငံရှိလိမ့်မယ်လို့တော့မထင်မိပါဘူး။ fashion ရဲမိ ရဲဌာနအကြောင်းပြောမယ်ဆိုရင်လည်းအဲ့ဒီထဲမှာအမျိုးမျိုးသောကွဲပြားမှုတွေရှိနေပါတယ်။ဥပမာအားဖြင့်ရင်းနှင်းရဲ၊နယ်စပ်လုံခြုံရေးရဲ၊မြို့လုံခြုံရေးရဲအစသရှိသဖြင့်ရှိကြပြီးမြောက်ကိုရီးယားနိုင်ငံကတော့တမှုထူးခြားစွာနဲ့ပဲဖက်ရှင်အလှပြဖို့ရည်ရွယ်ချက်တသက်နဲ့ရဲဌာနတစ်ခုဖွဲ့စည်းထားပါတယ်။တကယ်တော့ဒီလိုရဲဌာနမျိုးဖွဲ့စည်းတာဟာကမ္ဘာပေါ်မှာမြောက်ကိုရီးယားနိုင်ငံတနိုင်ငံနဲ့သာရှိတာဖြစ်ပါတယ်။အဲ့ဒီရဲရီဟာစီကန်းနဲ့အညီအမြဲလိုလိုဖက်ရှင်ကြကြနေကြပြီးအဲ့ဒီရဲဌာနကိုအမျိုးသမီးတွေသာခန့်အပ်ထားတာဖြစ်ပါတယ် သူတို့ရဲ့အလုပ်ကလည်းနာမည်နဲ့အညီလူတွေရဲ့အဝေအစားတွေဝတ်စားစရင်ပုံသဘင်ပုံစံနဲ့တခြားသော fashion ဆိုင်ရာတွေကိုစောင့်ကြည့်ရတာဖြစ်ပါတယ်။မြောက်ကိုရီးယားနိုင်ငံသားတွေက Kim Jong Un တတ်မှတ်ထားတဲ့ fashion တွေအဝေအစားတွေကိုသာရွေးချယ်ခွင့်ရှိကြပါတယ်။တကယ်လို့သာတတ်မှတ်ထားတဲ့အဝေအစားဒါမှမဟုတ်သဘင်ပုံစံကနေသွေးဖဲနေမယ်ဆိုရင်တော့အဲ့ဒီသူကို fashion ရဲမီကလာရောက်ဖမ်းဆီးပြီးထောင်ချခံရမှာပါ။ များသောအားဖြင့်စံတဆရာတွေနဲ့စပင်းညက်ဆိုင်တွေဟာသူတို့ရဲ့စောင့်ကြည့်ခံပတ်ဝန်းကျင်တွေဖြစ်ကြပြီးအဝေအစားနဲ့ပတ်သက်ရင်ကင်ဂျုံဟာနိုင်ငံသားတွေကိုဂျင်းအဝတ်ထည်တွေမဝတ်ကြဘူးတင်းချက်စွာတာမြစ်ထားပါရင်အဲ့ဒီအစားသူတို့ရဲ့ရိုးရဝစ်စုံတွေနဲ့စစ်ဝစ်စုံတွေကိုသာဝစ်ဆင်စေပြီးအဲ့ဒါကလည်းတခြားရွေးချယ်စရာမရှိပါဘူး ်ကင်ဂျုံအဲညွှန်ကြားချက်ကြောင့်အဲ့ဒီ fashion ရဲမေတွေဟာပြည်သူတွေကိုအမြဲလိုလိုစောင့်ကြည့်ကြပြီးဒီလိုပြုလုပ်ရတဲ့အကြောင်းရင်းကတော့ကင်ဂျုံဟာနိုင်ငံအတွင်းကပြည်သူတွေကြားမှာအနောက်တိုင်းယဉ်ကျေးမှုလွှမ်းမိုးလာမှာကိုမလိုချင်တာကြောင့်ဖြစ်ပါရင်းတကယ်လို့များမြောက်ကိုရီးယားသားတယောက်ကဂျင်းအဝတ်ထည်ဝင်နိုင်ငံသားသားတယောက်စတိုင်နဲ့နိုင်ငံရဲ့လှည့်ပတ်သွားနေတာကိုရဲရတွေ့မယ်ဆိုရင်တော့အကြီးအကျယ်ပြဿနာတက်နိုင်ပါ रे အစိုးဆုံးကတော့ fashion ရဲတွေကလည်း Kim Jong Un ရဲ့အမိန်အတိုင်းတသွေးမသိမ့်လိုက်နိုင်တစ်ချိန်လုံးစောင့်ကြည့်နေကြတာဖြစ်ပါ रे ဖျော်ပြေးသမားများဖျော်ပြေးသမားတွေအစိုးရတွေဆိုတာဟာနိုင်ငံတိုင်းမှာမြင်တွေ့နေကြပါဆိုရှယ်မီဒီယာကတဆင့်ဖျော်ပြေးတင်ဆက်သူတွေလည်းရှိကြသလိုဓာတ်ရိုက်ထုတ်လင်းတင်ဆက်မှုတွေလူတွေရှေ့မှာဖျော်ပြေးတင်ဆက်မှုတွေအစသဖြင့်အမျိုးမျိုးရှိကြပါတယ်ဒါပေမဲ့အန်အောဇီယာကောင်းစွာနဲ့ပဲမြောက်ကိုရီးယားနိုင်ငံမှာတော့ဖျော်ပြေးလုပ်ငန်းတွေဟာတကယ်ကိုကတ်ဆိုးကြီးနဲ့ရင်ဆိုင်နေရတာဖြစ်ပါတယ်အကြောင်းကတော့အစိုးရတွေကနေကပြဖျော်ပြေးသူတွေအထိရွေးချယ်ခံထားတဲ့တင်ဆက်သူအလုံးဟာ ကင်ဂျုံအန်နဲ့ကင်မီတားစုတွေကိုသာဖျော်ဖြေကြရတာဖြစ်ပြီးသူတို့အနေနဲ့တခြားသောနေရာတွေအများပြည်သူတွေကိုဖျော်ဖြေခွင့်မရှိပါဘူး။မိသားစုတွေးဆောင်ပွဲလိုနေရာမျိုးတွေနဲ့သူတို့ရဲ့မိသားစုဝင်တွေရှိမှတော့တီးဆိုဖျော်ဖြေခွင့်မရှိပဲဖျော်ဖြေရေးသမားတွေဟာတစ်ချိန်လုံးမိုးလင်းကနေမိုးချုပ်အထိအလုံးမှသာရှိကြရပါတယ်။ဒါမှသာကင်ဂျုံအန်လိုအပ်တဲ့အချိန်တိုင်းသူတို့ရဲ့ဖျော်ဖြေရေးသမားတွေကဖျော်ဖြေမှုကိုခံစားနိုင်မှာဖြစ်ပြီး ကန်ဆိုးရှာတဲ့အဲ့ဒီဖျော်ဖြေရေးသမားတွေကတော့သူတို့ရဲ့ဆန္ဒအတိုင်းဘဲမှကိုသွာလာခွင့်မရှိသလိုတခြားနေရာတွေမှာလည်းတီဆိုခွင့်မရှိကြပါဘူးရုတ်ထုထွင်းထုသူများရုတ်ထုထူးစစ်သူတွေဆိုတာကတော့နိုင်ငံတိုင်းမှာရှိကြတယ်လို့မြောက်ကိုရီးယားမှာလည်းအများအပြားရှိပါတယ်။ဒါပေမဲ့မြောက်ကိုရီးယားကရုတ်ထုထူးစစ်သူတွေကတော့ကမ္ဘာပေါ်ကတခြားနိုင်ငံတွေနဲ့အတော်လေးကွဲပြားခြားနားလာပါရည်။များသောအားဖြင့်ရုတ်ထုတွေဆိုတာဟာထူးစစ်သူရဲ့စိတ်ကူးညံကွန်မြူမှုအလိုက်ဖန်တီးကြတာဖြစ်ပြီး လူတယောက်ဒါမှမဟုတ်တခြားအရာတစ်ခုစသဖြင့်အမျိုးစုံရှိကြပါတယ်။ဒါပေမဲ့မြောက်ကိုရီးယားမှာတော့ဒါလုံးမဟုတ်ပါဘူး။အဲဒီနိုင်ငံကရုပ်ထုဖန်တီးသူတွေဟာလူပုဂ္ဂိုလ်၃ဦးရဲ့ရုပ်ထုတွေကိုသာဖန်တီး권ရှိပါတယ်။အဲဒီ၃ယောက်ဟာဘယ်သူတွေဖြစ်မလဲဆိုတာသင်တို့လည်းခံမှန်းမိကြမှာပါ။အဲဒီသူတွေကတော့တားဖြစ်သူကင်ဂျုံအန်၊အဖေဖြစ်သူကင်ဂျုံအီနဲ့အဖိုးဖြစ်သူတို့ပါ။သူတို့ရဲ့ရုပ်ထုကလည်းမြောက်ကိုရီးယားရဲ့ရုပ်ထုထူးစစ်သူတွေဟာဘလို့ရုပ်ထုကိုမှဖန်တီးခွင့်မရှိပါဘူး။တကယ်လို့တခြားရုပ်ထုတစ်ခုထူးလုပ်မယ်ဆိုရင်တော့ ဒါဟာကိမီသားစုရဲ့ဂုံချက်တရေကိုစော်ကားတယ်လို့ယူဆတာဖြစ်ပြီးရုတ်ထုဖန်သီးသူရောသူ့မိသားစုဝင်တွေရောထောင်နဲ့တသက်ကြခံရမှာဖြစ်ပါတယ်။ဒါရီမကာဒီပဲမြောက်ကိုရီးယားနိုင်ငံအတွင်းမှာကိမီသားစုရဲ့ရုတ်ထုပေါင်း3400ကျော်ရှိနေပြီဖြစ်ပြီးနောက်ထပ်ထူးဆန်းတာတစ်ခုကတော့ရုတ်ထုရှိမှဖြတ်သွားတယ်ဘယ်သူမှဆိုရုတ်ထုကို၃ကြိမ်ခါညွန်အယုသေးပေးရမယ်လို့ကင်ဂျုံဟန်ကစီကံထုတ်ထားတာဖြစ်ပါတယ်။နောက်ထပ်မယုံနိုင်စရာတစ်ခုကတော့မြောက်ကိုရီးယားကိုလာရောက်လဲပတ်သူကဘာလဲခရီးသွားတွေမှာပါဒီစီကန်ကအကျုံးဝင်ပြီ ူတို့လည်းရုတ်ထုရှိရောက်ပြီးဆိုရင်တော့ရုတ်ထုကိုအယုဒ္ဓေပေးရမှာဖြစ်ပါတယ်။ဘာအဖြစ်ဖြစ်ကျွန်တော်ကတော့မြောက်ကိုရီးယားနိုင်ငံထက်စိုးရတဲ့နိုင်ငံမျိုးကမ္ဘာပေါ်မှာရှိနိုင်မှာမဟုတ်ဘူးလို့တော့ထင်မြင်မိပါတယ်။ဟုတ်ကဲ့ပါကျွန်တော်ဒီကနေ့တင်ဆက်ပေးခဲ့တာတွေကတော့မြောက်ကိုရီးယားနိုင်ငံတနိုင်ငံထဲမှာပဲမြင်တွေ့ရမယ့်အံ့ဩဖော်ရအချက်လက်တချို့ကိုစူးစီးတင်ဆက်ပေးခဲ့တာပါ။အခုတင်ဆက်ပေးွားတဲ့အကြောင်းအရာလေးတွေနဲ့ပတ်သက်ပြီးပြည်သူတို့အနေနဲ့လည်းထင်မြင်ယူဆချက်တွေရှိမယ်ဆိုရင်တော့ comment မှာပါဝင်ဆွေးနွေးပေးသွားလိုက်ပါ။ အစီအစဉ်လေးကိုအဆုံးထိလိုက်ပါကြည့်ရှုအားပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။